အလိုအလိုမင်္ဂလာပါကျွန်တော်ဒီနေ့ Kim Dragula ဆိုတဲ့ဘန်အကြောင်းပြောအောင် That's enough to make you That's enough to make you Yo, ဆိုတော့ဒီဘက်ကိုကျွန်တော်စက်နားတော်ဖြစ်တာကနေခက်မင်းတွေကကျွန်တော်လာပြဒီဘက်မိုက်တယ်ဆိုတော့နားတော်ဟာဟုတ်တယ်ကျွန်တော်မိုက်တယ်ကျွန်တော်အဲ့လို another tiktok ban ပေါ့ဗျာတက်မလားကြည့် tiktok မှာနာမည်ကြီးပြီးတော့ပောက်သွားတယ်ပဲနေနေဖြည်းဖြည်းနဲ့များလာပေါ့နောက်ပိုင်းဆိုတော့အဲ့ဒါကောင်းလဲကောင်းတယ်ဟိုကောင်းပါလေဆိုတော့ဒီ battle man တို့ uh now slip to gain တို့ပါတော့အဲ့လိုပေါ့လေအများကြီးရှိတခြားဘက်နေခုနောက်ပိုင်းဘက်နေတော်တော်များများထိထောက်ခွန်းနေ ပေါက်လာကြတယ်လေများတယ်ဆိုတော့ Kim Dragular လည်းမိုက်မိုက်တယ်ဗျာကျွန်တော်နားအောင်ကြည့်ရကျွတ်စင်ဖြုတ်ချက်တွေရက်ဆက်တယ်ဆိုတော့ဒီဘဲကဘလို့ဖြစ်လာဆိုဒီဘဲဆိုခေါ်ရမှန်းတဲ့ကိုလိုကလန်ကျွန်တော်မြန်မာနိုင်ငံနေနေပြဿနာမရှိသေးတယ်မတီမာတော့နည်းနည်းပြဿနာရှိတယ်အဲ့ဒါ तू อ่ะ तू pronounce ကို तू อ่ะသေတယ်ဆိုပြီးတော့လောက်တာဒီကောင်ကလည်းနည်းနည်းဟိုကျွန်တော်ထင်တယ်ဂေးထင်တာပဲဒီကောင်ကဒီ LGBTQ community တဲ့ရမယ်ဆိုတော့ မိုက်တော့တော့မိုက်တယ်ပြန်တော့နေသူတော့အဲ့လိုပဲသူ့ကိုသူကျွန်တော်တို့ဆိုရင် तू ဘာညာပြောလို့ရှိရင်ဒီမှာသူ he ဘာညာပြောရင်ပြဿနာရှိတယ်ဗောလေသူသေးတယ်လို့ခေါ်တာဆိုတော့ထားပါတော့ဒါတကယ်နောက်အဲ့မှာကျွန်တော်တခြင်းနဲ့စနားထောင်ကြည့်ရောသူအပေါဆုံးတခြင်းထဲကတပုတ်တပုတ်ကျွန်တော်စနားထောင်အော်တော်တော်မှိုက်တယ်အာဒီ make me famous တို့ drone တို့ပြီးတော့70ဟိုအဲ့ဒီဘုတ်ကဟိုအနေဆိုထားတာอืม Jonathan Davis ပေါ့ Khan က Jonathan Davis နဲ့ featuring ဆိုထားတဲ့ပုံလေးရှိတယ်ဆိုတော့ဟာ Khan အဲ Jonathan Davis က featuring ဆိုပြီးထားတယ်ဆိုရင်တော့တော်ရှုပ်လို့မရတော့ဒီကောင်လေးကတကယ်မိုက်တဲ့ကောင်လေးဖြစ်သွားပြီတဲ့မလားဆိုတော့ okay ဆိုပြီးတော့ light နားအောင်လမ်းနားအောင်တော့တော်တော်မိုက်နေ music ကိုအစုံပဲဗျာဖြုတ်ချက်ဒီရက်ဆက်တယ်ဒီကောင်က တရှင်တပုတ်ထဲမှာနေအကုန်ဖြုတ်တာပြီးတော့သူ show မှာဆိုရင် saxophone ကိုတော်တော်သုံးတယ်မဲတဲ့ breakdown နဲ့ကြားတယ်မှာ saxophone နဲ့ဖြုတ်တာမိုက်တယ်ဒါတော်တော်ကြားတယ်ပြီးတော့ music style တွေလည်းအများကြီးပေါင်းထားတယ်ဗျဟို bossa nova တို့ jazz တို့အများကြီးပဲဗျာ metal theme မှာမှအဲ့လိုအမျိုးမျိုးပေါင်းပြီးတော့ဖြုတ်တာဆိုတော့မိုက်တယ်ဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ပြောချင်တာဟိုအမျိုးသားအများကြီးပေါင်းလိုက်တိုင်းမိုက်တယ်ဆိုတာမျိုးတော့မဟုတ်ဘူး အာ तू อ่ะတော်တော်ထားကြအောင်လှုပ်သွားတာဗျာအဓိကအဲ့ဒါပဲမိုက်နေဖို့လိုတယ်တချို့ကဟိုမိုက်ချင်လို့ဆိုပြီးတော့မအဲ့လိုမျိုးတွေတွတ်လှုပ်တာဥမာ time signature ပေါ့လေကျွန်တော် timing အမျိုးမျိုးပြောင်းပြီးတော့ရေးပြီးတော့တချင်းကိုချမယ်ဟွာဆိုပြီးတော့ရည်ရွယ်ချက်ကြီးနေလို့လို့ရှင်အဲ့တချင်းကမလို့အပဲနဲ့အရန် timing ညကစားထားတဲ့ပုံစံမျိုးကြီးဖြစ်ပြီးတော့မှနားထောင်ရတာကိုလိုကနေကြီးဆိုတော့ သခင်ရင်းနေနဲ့မှဒီလိုထာမျိုးဖြစ်သွားတယ်ဆိုရင်တော့မှိုက်တယ်အဲ့လိုမျိုးပေါ့လေသူ့အတူတပါဝါအရာဟိုဖန်တီးရင်းနဲ့ဖြစ်လာတဲ့ time signature အပြောင်းလဲကစားရကစားတဲ့ဟာလေးတွေကသခင်လည်းအရင် fit ဖြစ်တယ်ဗျာမှိုက်တယ်ဆိုရည်ရချက်ကြီးနဲ့ငါဒီ time signature အများကြီးပြောင်းပြီးတော့ဒီသင်းကိုစရေးမယ်တီးမယ်ဆိုပြီးလုပ်လို့ရှိရင်တော့အဲ့ဒါကဒီဘယ်လိုပြောမလဲအမှုပညာ art test ဆာလို့ရှိရင် academic ပုံစံမျိုးဖြစ်သွားတာပေါ့ဒါ တင်ခန်းစာတစ်ခုငါမျိုးတို့တင်ခန်းစာပေးခြင်းနဲ့ဝါဆိုတဲ့ဟာမျိုးကြီးဖြုတ်သွားမယ်ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ခံယူချက်ကအဲ့လိုမျိုးပေါ့လေဆိုတော့ဒီနေ့မကင်ရဂူလာက music အများကြီးကိုသူပေါင်းပြီးလုပ်တဲ့အချိန်မှာတော်တော်ထားကြအောင်လုပ်နိုင်တယ်တွေးရတယ်ပေါ့တော်တော်လေးတော်တယ်အဲ့ပဲပြီးတော့သူက video တွေလည်းတော်တော်ကြမ်းအောင်ရိုက်တာဗျာဆိုတော့သူဒီ music video တွေပါဆိုလို့ရှိရင်လည်းတော်တော်အားထည့်ပြီးရိုက်ထားတဲ့သဘောမှရှိတယ်သူတချို့ပုံတွေဆိုလို့ရှိရင်သူ ဗီဒီယိုအဲဒါရိုက်တာစုယူပါရရတယ်ပြောတယ်ဒီဥရောပပေးတယ်ဒီဘာလင်ဂျာမနီနိုင်ငံပေးတဲ့ music award ပွဲမှာဆိုရှင်သူ music video director စုတီပါရတာဆိုတော်တော်မိုက်တယ်ပြကျွန်တော်တော်တော်ကြိုက်တယ်သူဒီ album เนี่ยဟာဆိုရှင် luck is a fine thing ဆိုတာ give it chance ော်မိုင်းမဟုတ်အကုန်လုံးမိုင်းနေဗျာဒါအောင်ကြည့်လိုက်အဲ့နောက်ဆုံး album မဟုတ်အဲ့ album တခုပဲထွက်သေးတယ် a gradual decline in morals ဆိုတော့ကျွန်내ဟာရေးစိတ်ငယ်လေးပေါ့လीဆိုတော့ okay ဒါသူ့ရဲ့လောလောလတ်လတ်အာနာမည်ကြီးနေတဲ့တခြင်းနောက်ဆုံးထွက်ထားတာဆိုစူပါဟီးရိုးထွက်ထားတယ် music video လေး share ရိုက်တာဆိုတော့တခြင်းလက်တော်ထားကြတယ်ဆိုတော့သူတချင်းနားအောင်တဲ့လူတွေကတော့နားအောင်မိသားလူတွေရောသဘောဟိုတိမယ်ပေါ့နော်ဒီဘဲက တီးတာလည်းတော်တော်တီးနိုင်တယ်အာတချင်းလင်သူ grand drama အနေနဲ့ဝင်တီးတာများမယ်ထင်တယ် show မှာတော့မပြောတတ်ဘူးအဲ show မှာတော့မဟုတ်ဘူးလေ recording ဘာလို့လဲသူတချို့ music video ထဲမှာသူ drum တီးတာထည့်ပြီးတော့ရိုက်ထားတယ်သူ grand လည်းရန် drama ဆိုတော့ okay ဒီ king regular ဆက်ဖြစ်လာတဲ့ဖြစ်ပေါ်လာတဲ့အကြောင်းလေးကျွန်တော်ပြန်ပြောကြည့်အောင်ဆိုတော့ဒီကောင်ကကျွန်တော်အ97 born ဆိုတော့အသက်89လောက်ပဲရှိသေးတယ်ဆိုတော့အနေတော်ပဲမကြီးမငယ်ဘူး ဆိုတော့ तू อ่ะဒီ Australia နိုင်ငံဒီ Tasmania ဆိုတဲ့ဂျွန်းပေါ့အဲဂျွန်းကကျွန်တော်တို့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရပုံစံမျိုးပဲ Australia နိုင်ငံထဲမှာပဲဒါပေမဲ့သူကနေသူခွဲနေတာပေါ့ဆိုတော့အဲဂျွန်းကနေပြီးတော့သူကအဲမမွေးတာပေါ့လေအဲကြီးလာပြီး Australia ကိုရောက်ပြီးတော့မှဒီ music လောကတွေကိုခွင့်လာတာဆိုတော့အရင်ကတခြား band တွေမှာသူ drummer အနေနဲ့လေအာလှုပ်ရှားမှုတွေရှိတယ် drum ကိုနီးခဲ့ professional တကယ် ဟိုဒေဒရန်တီးပြီးတော့ဟိုလောက်စားတာပေါ့လေပယ်နေမှတီးခဲ့တယ်ပြီးတော့မှအဲ့တကယ် professional အဆင့်ကိုတီးခဲ့တယ်အဲ့တည်းကပြီးတော့မှသူတချို့ band တွေမှာလည်း vocalist အနေနဲ့လည်းဝင်ဆိုတာရှိတယ်ဒါ covid ကာလ2020ဝင်ခြင်းနေမှာပေါ့လေပြီးတော့မှသူသူ့ရဲ့ပထမဆုံးသူစပြီးတော့လူတိများလာကဒီ lady paparazzi ဆိုတဲ့တခြင်း lady gaga တခြင်းထက်တယ်အဲ့ဒီချင်း cover လုပ်ပြီးတော့သူက လူတိများလာပေါ့ဆိုတော့တမဲ့ तू ပထမဆုံးထွက်တာ error ဆိုတဲ့ဟာဒီအဲ့ပုံ mic တွေ तू က music error တော့သိမဲ့ပုံစံဖက်ကိုမရောက်ဘူးပေါ့လေဆိုတော့အဲ့ကနေပြီးတော့ तू က TikTok ဒီပိုင်းမှာပေါက်လာတယ်ဒီ paparazzi တရှင်းနဲ့သင်းပေါ့လေပေါ်လာပြီးမှဒီ make me famous မှာလုံးဝပေါက်သွားတယ်လို့ပြောလို့ရ make me famous ဆိုတော့ mic တွေတချင်းလဲ good တယ်ဗျ break down ရမှာလဲ share ပဲ mic တွေအဲ့ကနေပြီးတော့မှအခုဆိုလို့ရှိရင် तू အာထိုးပြီးပါရင်ကျွန်တော်ထွက်နေပေါ့လေဂျော်နသန်ဒေးဗစ်တို့ဘာလို့နေရတော့မှအမ်ဖီချာရင်းနေနဲ့သူတချင်းမှာဝင်ဆိုပြီးရဲ့အဆင့်ရောက်နေပြီသူကိုယ်တိုင်ဖီချာရင်းဝင်ဆိုပြီးတဲ့ artist တွေအများကြီးပဲဆိုတော့ဒီကောင်တကယ် musical genius တဲ့မှာပါရလို့ပြောရင်တော့စောဝမယ်ဒါပေမဲ့တော်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  talent ရှိတဲ့ artist လို့ပြောလို့ရတယ်ဗျာဆိုတော့ဒီကောင်ရဲ့လွှမ်းမိုးမှုများတာကတော့ အာသရှင်နားထောင်တော့တိတိတာမယ်ပြီးတော့မှဆောနာဂျွန်ဒန်ဒေးဗစ်တို့အာဖီချာရင်းသူခေါ်ဆိုဖို့သူစူးစမ်းခဲ့တယ်ဆိုတော့ကြည့်ရင်တော့သူကဒီ new model ဘက်ကိုတော်တော်ရိမ့်နေဘယ်လိုပြောလို့ရလဲဒီ Kim Dragula ဆိုတော့သူရဲ့ဒီ Kim Dragula ဆိုတဲ့နာမည်ဖြစ်ပေါ်လာတာလေ Deftone ရဲ့တခြင်း Deftone မှာဒီ Kim Dragula ဆိုတဲ့တခြင်းရှိတယ်နာမည်ကြီးပဲဆိုတော့အဲ့ဒီရှင်းကလွန်ခဲ့တဲ့18နှစ်လောက်က session နဲ့ ဘယ်နှစ်နှစ်ဖြစ်မလဲမသိဘူးအဲ့လောက်တော်တော်ကြာပြီထွက်ထားတဲ့တခြင်းမှာအဲ့ဒီတခြင်းနာမည်ကိုသူကသူ့ဘယ်နာမည်ယူပြီးတော့ပေးထား Kim Dracula ဆိုတော့ဆိုတော့သူ့ရဲ့လွှမ်းမိုးသူ့လွှမ်းမိုးနားနိုင်တဲ့ဘယ်နေကြည့်လိုက်ရရှိရင်တော့တကယ်အ new model ဘယ်နေများတယ်ဆိုတော့ဒီဘဲကိုတတ်မှတ်မယ်ဆိုရင်တော့ဘာမျိုးသားဆိုရင်တော့ပြောရတော့ခက်တယ်သူအဆုံးချဒါပေမဲ့ trap model new model ပုံစံမျိုးတွေသူ့ကိုပြောလို့ရတယ်ပေါ့လေ Kim Dracula ဆိုတော့အာနားမထောင်သေးတဲ့လူတွေရှိလို့ရှိရင်တော့အာ နားအောင်စီခြင်းနဲ့တော်တော်မိုက်တယ်ကျွန်တော်လည်းအားရတယ်နောက်ထပ်အများကြီးလည်းထပ်ထွက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ဗောလေအမေဟိုလူကြီးကရဲမငင်းငွေသွားဖို့တော့ကျွန်တော်ညှော်လင့်တာဗောလေဒီဟာမျိုးကြီးပဲဆိုတော့ငင်းငွေသွားနိုင်တယ်ဒါပေမဲ့ဒီဘက်ကအစ်စ်အစ်စ်ကြီးရောထွက်တယ်ဆိုတော့အားရဖို့တော့ကောင်းတယ်ပြီးသူထိုးထွက်တဲ့ရှိုးဝဲကြီးကလည်းကျွန်တော်တာမန်ပယ်နေနဲ့မတူဘူးသူရှိုးလိုက်ဆိုတဲ့နေရာတွေက event နေရာနည်းနည်း ချူချူဆန်းဆန်းပွဲကြီး live ဆိုတာများတယ်ဆိုတော့ဘလို့ချိတ်ဆက်တင်နေတော့နေလည်းမသိဘူးဒီကျွန်တော်ထင်တယ်နာမည်ကြီး record label တွေနဲ့မလုပ်ပဲနဲ့တွက်နေသူများလုပ်နေလားမသိဘူးတော့ရှိနေတခြား independent contractor တွေနဲ့လုပ်လာတော့မှပြောတတ်ဘူးဆိုတော့မိုက်တယ်အာနားမထောင်သေးတဲ့လူကြီးရှိလို့ရှင် cam regular နားထောင်လို့ကျွန်တော်ညှို့မေးခြင်းတယ်ပေါ့လေတော်တော်မိုက်ဖို့တော်တော်အားရဖို့လည်းကောင်းတယ်ဒီနေ့အာ cam regular ကျွန်တော်တို့လောက် Thank you ပါ closer to the words of this song. No getting enough of people never had a place they belong.